ကဘာကြီးသည်လှပသောတဘာဝနှင့်လူသားတို့၏ထူးခြားသောဖန်တီးမှုများဖြင့်ပြည့်နှက်နေပါသည်ယနေ့ကျွန်တို့သည်ကဘာအံ့ဖွယ်နေရာများကိုလေးလာသွားမည်ဖြစ်ပြီးထိုနေရာများ၏တမိုင်းကြောင်ဖြိုးဝှက်ချက်များနှင့် ထူးခြားသောလက္ခဏာများကို ရှာဖွေကြမည်ဤခီးစဉ်တွင်ကျွန်တို့သည်ဤကြည်ဤပိယမိကြီးများမှစတင်ပြီးအိန္ဒိယဤဒါဂျမဟာအထိပီရူဤမက်ချူပစ်ချူနှင့်အိုက်စ်လန်ဤဂရင်းကင်ကွန်ရေခဲမြစ်အထိလေးလာသွားမည်ဖြစ်သည် အပိုင်းတဂီဇာပိယမကြီးများပထမဆုံးအနေဖြင့်ကျွန်ုပ်တို့သည်ဤကြီးဤဂီဇာပိယမကြီးများကို လေးလာကြမည်ဤပိယမကြီးများသည်လွန်ခဲ့သောနှစ်ပေါင်းလေး900ကျော်ကတိဆောက်ခဲ့ပြီးယနေ့တိုင်လူသားတို့၏ အံဖွယ်ဖန်တီးမှုတစ်ခုအဖြစ်ရည်တည်နေပါသည်ဗီဇာပေးရမည့်ကြီးများတဲ့တွင်အကြီးဆုံးဖြစ်သောခုဘူးပေးရမည့်သည်ကမ္ဘာအံဖွယ်တစ်ခုအဖြစ်သတ်မှတ်ခံထားရပါသည်ဤပေးရမည့်ကိုဘလို့တိဆောက်ခဲ့သလဲဆိုသည်မှာယနေ့တိုင်ပဟေတိဖြစ်နေစေဖြစ်ပါသည်ပေးရမည့်ကြီးများသည်ဟာရိုဘီယင်များ၏ဂူတာချိုင်းများအဖြစ်တိဆောက်ခဲ့ပြီးထိုခေတ်ကလူသားတို့၏အင်ဂျင်နီယာကျန်းကျင်မှုနှင့်ဗီတုကာပညာကိုဖော်ပြနေပါသည် အပိုင်းနှစ်တာဂျင်မဟာနောက်ထပ်အံ့ဖွယ်နေရာတစ်ခုမှာအိန္ဒိယနိုင်ငံရှိတာဂျင်မဟာဖြစ်ပါသည် တာဂျင်မဟာသည်ချစ်ချင်းမေတ္တာဤတင်ဂေတအဖြစ် လူသိများပြီးကမ္ဘာအနှပါဆုံးဘီတုကာလက်ရာများထဲမှတစ်ခုအဖြစ်သတ်မှတ်ခံထားရပါသည်တာဂျမဟာကို1632ခုနှစ်တွင်မွန်ဂိုဘုရင်ရှားဂျာဟန်က သူ၏အချစ်ဆုံးမိဖုရားမူမဒက်စ်မဟာအတွက်တိစောက်ခဲ့ခြင်းဖြစ်သည့် ဤအဆောက်အဦသည်ဖြူပွေးသောစကြင်ကြောင့်များဖြင့်တိဆောက်ထားပြီးနေအလင်းရောင်နှင့်ညဘက်တွင်လာပြညဤအလင်းရောင်အောက်တွင် ထူးခြားသောအလှတရားများကိုဖန်တီးပေးပါသည်အပိုင်း3မတ်ချူပစ်ချူပေရူးနိုင်ငံရှိမတ်ချူပစ်ချူသည် အင်ကာရဲများဤပြောင်ဆုံးနေသောမြို့တော်အဖြစ် လူသိများပါသည်ဤနေရာသည်ကမ္ဘာအထင်ရှားဆုံးရှေးဟောင်းတုတေသနနေရာများထဲမှတစ်ခုဖြစ်ပြီးသမိုင်းကြောင်းနှင့်လိုဝတ်ချက်များဖြင့်ပြည့်နှက်နေပါသည် မတ်ချူပစ်ချူကို15ရာစုတွင်တိဆောက်ခဲ့ပြီး ထိုခေတ်က အင်ကာအေများ၏ယဉ်ကျေးမှုနှင့်အင်ဂျင်နီယာပညာကို ဖော်ပြနေပါသည်ဤမျိုးတော်သည် တောင်ထွတ်များပေါ်တွင်တည်ရှိပြီးစိုက်ပျိုးရေးအတွက်ထူးခြားသောစနစ်များကိုအသုံးပြုခဲ့ပါသည်အပိုင်း၄ Green Canyon ရေခဲမြစ်နောက် Iceland နိုင်ငံရှိ Green Canyon ရေခဲမြစ်သည် ဥရောပ၏အကြီးဆုံးရေခဲမြစ်များထဲမှတစ်ခုဖြစ်ပြီးတဘာဝတရား၏အံ့ဖွယ်လက်ရာတစ်ခုအဖြစ်ရပ်တည်နေပါသည်။ခရင်းကင်ညွန်ရေခဲမြစ်သည်ရေခဲပြင်ကြီးများဖြင့်ဖုံးလွှမ်းနေပြီးရေခဲမြစ်အောက်တွင်မီးတောင်များနှင့်ရေအိုင်များလည်းရှိနေပါသည်။ဤနေရာသည် ခရီးသွားများအတွက်စိတ်ဝင်စားဖွယ်ရာနေရာတစ်ခုဖြစ်ပြီးတဘာဝ၏လှပမှုကိုခံစားနိုင်ရန်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။အပိုင်း၅ ပတာကွန်ကြောက်တုံးများကျွန်ုပ်တို့၏ခရီးစဉ်ကိုဆက်လက်လျှောက်လန်းရင်းအင်္ဂလန်နိုင်ငံရှိ ပတာကွန်ကြောက်တုံးများကိုလေးလာကြမည်ဤကြောက်တုံးများသည်လွန်ခဲ့သောနှစ်ပေါင်းလေးသူညသူညသူညကျော်က တိဆောက်ခဲ့ပြီးယနေ့တိုင်လူသားတို့၏ပဟေရီဖြစ်နေစေဖြစ်ပါသည်ပတာကွန်ကြောက်တုံးများကိုဘလို့တိဆောက်ခဲ့သည်လဲဆိုသည်မှာယနေ့တိုင်ပညာရှင်များအတွက်စိန်ခေါ်မှုတစ်ခုဖြစ်နေစေဖြစ်ပါသည် အပိုင်း6မက်ဆာဘာဒီမြို့ဟောင်းနောက်ထပ်အံ့ဖွယ်နေရာတစ်ခုမှာဂျော်ဒန်နိုင်ငံရှိမက်ဆာဘာဒီမြို့ဟောင်းဖြစ်ပါသည်ဤမြို့ဟောင်းသည်တဲကြောက်တောင်များကိုထွင်းထုတည်ဆောက်ထားပြီးရှေးခေတ်ကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ်အရေးပါခဲ့ပါသည်မက်ဆာဘာဒီမြို့ဟောင်းကိုနဘတ်တီးယန်းလူမျိုးများကတည်ဆောက်ခဲ့ပြီးထိုခေတ်က သူတို့၏ဗီဒူကာပညာနှင့်အင်ဂျင်နီယာကျွမ်းကျင်မှုကိုဖော်ပြနေပါသည် အပိုင်းခုနှစ်ဗင်းနစ်မြို့အီတလီနိုင်ငံရှိဗင်းနစ်မြို့သည် ရေပေါ်မြို့အဖြစ်လူသိများပြီးကမ္ဘာအလှပဆုံးမြို့များထဲမှတစ်ခုအဖြစ်သတ်မှတ်ခံထားရပါသည်ဗင်းနစ်မြို့သည် ရေကန်များပေါ်တွင်တည်ရှိပြီးလှပသောရေလမ်းများနှင့် သမိုင်းဝင်အဆောက်အဦများဖြင့်ပြည့်နှက်နေပါသည်ဗင်းနစ်မြို့ကို900စုတွင်တည်ဆောက်ခဲ့ပြီးထိုခေတ်ကကုန်သွယ်ရေးနှင့်ယဉ်ကျေးမှုဗဟုအဖြစ်အရေးပါခဲ့ပါသည် ယနေ့တွင်ဘင်းနိမြို့သည်ခီးသွွားများအတွက်စိတ်ဝင်စားဖွယ်ရာနေရာတစ်ခုဖြစ်ပြီး ထိုမြို့၏လှပသောရေလမ်းများနှင့်တမိုင်းဝင်အဆောက်အဦများကိုလေးလာနိုင်ပါသည်နီကုံအီအန်ဖွယ်နေရာများသည်ကမ္ဘာတမိုင်းရင်ကျေးမှုနှင့်တဘာဝတရား၏အံ့ဩစရာများကို ဖော်ပြနေပါသည် ထိုနေရာများကို လေးလာခြင်းဖြင့် ကျွန်ုပ်တို့သည်ကဘာကြီး၏လှပမှုနှင့်ထူးခြားမှုများကိုပုံမနားလည်လာနိုင်ပါသည်။ဂျေဇုတင်ပါသည်။ဤဇလန်းကိုနားဆင်ပေးသည့်အတွက်ဂျေဇုတင်ပါသည်။နောက်ထပ်စိတ်ဝင်စားပွဲရာအကြောင်းအရာများကိုဆက်လက်လေ့လာရန်ကျွန်ုပ်တို့နှင့်အတူပါဝင်ပေးပါ။